ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ up to date channel ကနေအပတ်စဉ်ရိုက်ကူးထုတ်လင်းတင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာ online ဓမ္မအမေးအဖြေများမှာတော့ ရှိရုံစီတော်နိကန်9ရက်ဝင်ဓမ္မပါကိစ္စအဖွဲ့ချုပ်အတွင်းရမူဆရာဦးစန်းနှင့်ဆန်ချောင်းကနေပြီးတော့မှဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဆရာမင်္ဂလာပါရှင်။မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ပါဆရာ။အဲဒီတစ်ပတ်မှဆိုလို့ရှင်လဲဒါ online ဓမ္မအမေးဖြေများမှာတမောရဲ့လက်ထက်မှာပေါ့နော်။ဒါအကောင့်ပိုင်ရှင်တွေမိ мян ထားတဲ့မိကုန်းတွေရောက်ရှိနေပြီလို့ဆရာမိကုန်းလေးတွေမိကုန်းပြပါရှင်။ဟုတ်ကဲ့။အဲတော့အကောင့်ပိုင်ရှင်ရွှေချိုကနေပြီးတော့မိထားတာပါဆရာ။သူမိထားတာကဆရာဒီတရားထိုင်ခြင်းအလုပ်ကလုတ်ချင်လို့လုတ်တာလား။ လုတ်တင်လို့လုတ်တာလားတဲ့အဲကျေးဇူးပြုပြီးခြေပေးပါဆရာဆိုပြီးတော့မိထားပါရှင့်မြတ်စွာဘုရားရှင်ဟောထားတဲ့ဓမ္မပဒထဲမှာပါတယ်ဗျအတ္တဤအတ္တနောနာထောကောဟိနာထောပရောတိယာဆိုတဲ့ခါထားလေးပါတယ်ပြောရင်တော့အဲ့ဒီအဓိပ္ပာယ်ကမိမိကိုယ်စားလည်းမိမိကိုယ်ကိုယ်ရာဖြစ်တယ်ပေါ့ဒါကိုအစ်စ်တံပြီးပြောမယ်ဆိုရင်တော့ကိုတရားကိုကိုအကူရမယ်လို့ပြောတာတနည်းအားဖြင့်ပြောရင်တရားလက်လို့မဖြစ်စေနဲ့ပေါ့ကိုတရားနဲ့ကိုနေပါလို့ပြောတာပေါ့နော်အဲ့တော့တရားဆိုတဲ့နေရာမှာ ဘာကြောင့်ဒီလိုတရားကိုအမွန်းတင်ထားလဲလို့ဆိုတော့ဓမ္မနောကေသမုပ္ပန်နောဒုက္ခယဟိတတပ္ပပါဏိနံသူတို့ဆိုရတာရှိတယ်။အဲ့တော့တပ္ပပါဏိနံဆိုလုံးစုံသောတတ္တဝါပေါင်းလို့ရတဲ့အတွက်ပေါ့နော်ဒုက္ခယဆိုတာချမ်းသာပေါ့ချမ်းသာကိုရရှိဖို့ရတဲ့ဓမ္မယန္တနာပေါ်ထွန်းပြီလို့ပြောတာ။အဲ့တော့ချမ်းသာဆိုတဲ့နေရာမှာဝိရိယဒုက္ခလည်းရှိသလိုတန်တိဒုက္ခတိတန်အောင်ပေါ့လောကီရောလောကုတ္တရာကိုနှစ်ပါးသလုံးပါတယ်။အဲ့တော့ဓမ္မကိုကိုတရားနဲ့ကိုကိုယ့်အကူအကူရမယ်လို့ဆိုတာပေါ့နော်။ ဲ့ဒီတရားဆိုတဲ့နေရာမှာလည်းပဲတစ်ခါပါထပ်ပြီးတော့ဘာကြောင့်အဲ့လိုဖြစ်ရတယ်လဲဘာကြောင့်အကျိုးကြီးပွားအဲ့ထုံးပါတယ်လဲလို့ကြည့်လိုက်တဲ့အခါမှာဓမ္မနဝဝိနယောနတန္တတိဟိတိဓမ္မဝိနယောတရားဆိုတာဟာဟောပေါ့တရားသဖြင့်ဆုံးမထားတဲ့အတွက်သူဓမ္မလို့ခေါ်တာပေါ့ဓမ္မဆိုတာတရားသဖြင့်ဆုံးမထားတာမတရားသဖြင့်အနိုင်ယူကြဆိုရင်အဓမ္မခေါ်တာပေါ့ဓမ္မအဓမ္မပါနော်အဲ့တော့တရားသဖြင့်ဆုံးမတယ်ဆိုတာမှာဘယ်ဟာဒီဆုံးမလဲလို့ဆိုတော့ကာယကံမစည်းကံမနောကံတွေကိုစောင့်စည်းခိုင်းတာအဲ့ဒီကနေစတော့ အဓိကလူတွေမှာဘယ်တော့ပဲအလုပ်များများဒီသုံးလုပ်ပဲရှိကြတယ်။ကာယကံရဝစီကံရမနောကံရနော်။အဲ့ဒါတွေကိုစောင့်စည်းခိုင်းတာတဲ့။စောင့်စည်းခိုင်းတဲ့နေရာမှာလည်းပဲအဲ့ဒီကံသုံးပါးမှာအဓိကမနောပုပ္ပင်ကမာဓမ္မောမနောကံရှေ့သွားရှိရဲ့။သူကအရေးကြီးဆုံးဖြစ်နေတာပေါ့မနောကံ။ဒါကြောင့်မနောကံကိုထိန်းသိမ်းဆောက်ရှောက်ဝခြင်းကပို့ပြီးတော့လုံးတဲ့နေရာလုဖြစ်တယ်ဆိုတာဟာရေထွက်တာပေါ့နော်။အဲ့တော့ကာယကံကိုစောင့်စည်းရလဲပဲဓမ္မပဲ။ဝစီကံစောင့်စည်းရလဲဓမ္မပဲ။မနောကံကိုစောင့်စည်းရလဲဓမ္မပဲပေါ့နော်။ အဲ့တော့အဲ့ဒီမနောကံဆိုတဲ့ဟာကိုပြောရင်တော့မနောမနောဆိုတာစိတ်လို့လည်းခေါ်လို့ရတယ်။ဟိုနာမည်ပဲပေါ့နော်မနောလို့လည်းရတယ်။ဝိညာဉ်နဲ့စိတ်တဲ့မနောမနာယရဏံဆိုတာတူတူပဲပေါ့ဗျာ။အဲ့တော့အဲ့ဒီစိတ်ဆိုတဲ့ဟာကိုစောင့်ကြည့်ရသည်လုံးပြင်းသောအလုပ်ဖြစ်တယ်။ဘာကြောင့်လုံးပြင်းသောအလုပ်ဖြစ်တယ်လို့ဆိုရင်စိတ်ဒီနာမြစ်တေလောကောလို့ပြောတယ်နော်။စိတ်ဒီနာပရိကတ်တိစိတ်ဒီနာအာရမဏစိတ်ဒိဋ္ဌိစိတ်တံဘာဘသမေရမတိမနောစိတ်တံတန်တန်ဒုက္ခဝဟံဆိုတာဒီလိုလာတာပေါ့။စိတ်ဒီနာ စိတ်ကလောဘကိုဖန်ဆင်းတယ်လို့ပြောတယ်။မြင့်တဲ့လောကကိုဖန်ဆင်းတယ်ဆိုတာဟိုဖန်ဆင်းခြင်းဝါဒပြောတာမဟုတ်ဘူးပေါ့။လူတွေရဲ့စိတ်တွေကကောင်းပြီဆိုလောကကြီးကောင်းတာပေါ့ဗျာ။လူတွေရဲ့စိတ်တွေညံ့နွမ်းတယ်ဆိုးသွားတယ်ဆိုလောကကြီးအဲ့ဒါကိုတင်စားပြောတာပါ။စိတ်တွေနဲ့နေရစိတ်တွေကပရိကသတိသူကပဲပြည့်ပြင်စီရင်နေတာပဲ။စိတ်တွေနဲ့အာရမဏစိတ်တွေတည်တည်စိတ်တဲ့အာယုံမန္တမယောကိုကြံစည်နေတာလဲဒီစိတ်ပဲ။သူ့ရဲ့လုပ်ငန်းကအမတန်ကြီးမားညားပြားတယ်ပေါ့နော်။သို့တော်လည်းပဲသူတဘာဝကိုကြည့်ရောပါပသမိန်ရမတိမနောပါပသမိန်ဆိုမကောင်းမှုမှာ မနောစိတ်ကြီး remedy မွေးလျော်တယ်သူ့တဘာဝကမကောင်းမှုမှမွေးလျော်တယ်သူ့လုပ်ငန်းတွေအမတန်ညပြားတယ်ကြီးမားတယ်အဲ့တော့သူ့ကိုဒီတိုင်းလှုပ်ပေးလိုက်ရင်ဒုက္ခတွေရောက်မှာပေါ့သူ့တဘာဝတိုင်းဆိုအဲ့တော့စိတ်တန်တန်တန်ဒုက္ခဝဟန်လို့ဘုရားရှင်ကဟောတယ်စိတ်တန်စိတ်ကိုတန်တန်ရင်ကျေးအောင်ဆုံးမနိုင်ခဲ့တော့ဒုက္ခဝဟန်ချမ်းသာခြင်းတွေရောက်မယ်ဒါကြောင့်စိတ်ကိုဆုံးမခြင်းဟာမနောကံကိုဆုံးမခြင်းဟာပေါ့နော်ဒါအရေးကြီးဆုံးအလုပ်ဖြစ်တယ်ဒါကြောင့်လှုပ်တဲ့လှုပ်တိုက်တဲ့အလုပ်ဖြစ်တယ်ပေါ့ ကာယကံနဲ့ဝစီကံကိုထိန်းသိမ်းဆောက်ရှောက်တာကသူကတီလကိုယူသွားတာပေါ့နော်အဲ့ဒီလိုကာယကံနဲ့ဝစီကံကိုထိန်းသိမ်းဆောက်ရှောက်နိုင်ပြီလို့ဆိုရင်ကံသုံးပါမှာပေါ့နော်ဟိုတနည်းအားဖြင့်ပြောရင်တော့အဲ့ဒီပုဂ္ဂိုလ်ကဘာပဲဘာသာပဲကိုယ်ကွယ်ကိုယ်ကွယ်ပေါ့ဗျာမြန်မာလိုပြောရင်တော့ဟိုကာယကံနဲ့ဝစီကံကိုထိန်းသိမ်းဆောက်ရှောက်တယ်ဆိုတာမဟုတ်တာမလုပ်ဘူးမမှန်တာမပြောဘူးပေါ့နော်ဒုတိယဟာဘုရားဘာသာဟုတ်ရှင်ဟုတ်မယ်မဟုတ်ရှင်မဟုတ်ဘူးဒါပေမဲ့ तू ကမဟုတ်တာမလုပ်ဘူးမမှန်တာမပြောဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကလူကောင်းမယ် နော်ဘယ်ပါကပဲကိုယ်ကလူကောင်းမယ်သူကြောင့်သူများဒုက္ခရောက်เสียမှာမရှိဘူးအဲ့ဒါကို good man ခေါ်တာပေါ့ဗျာသာသနာပြုဟောတဲ့အခါကျတော့ဒါပေမဲ့အဲ့ဒီတဆင့်မြင့်တဲ့အခါကျတော့မနှောကံလို့သေးတယ်ကာယကံနဲ့ဝစီကံကိုမဟုတ်တာမလုပ်မမှန်တာမပြောဘူးဆိုတာကာယကံနဲ့ဝစီကံကိုတစ်ဖြောင်းနဲ့ကြတာအဲ့ဒါကိုဥစုကုံလို့ခေါ်တာပေါ့မေတ္တာတက်ပါနော်စိတ်နဲ့ကြတော့စိတ်ကစိတ်မပါတဲ့ဟာလည်းရှိရင်ရှိမယ်စိတ်က ဝက်ပေါက်နေကြလဲရှိပဲပေါ့အဲ့ဒီစိတ်လေးပါအပြစ်ကင်းတဲ့အာယုံလေးမှာတည်ကျန်းအောင်စိုက်ဝင်တည်ကျန်းအောင်လှုပ်လိုက်ရင်ဒီမှာကာယကံဝစီကံမနောကံတစ်ဖြောင်းလဲကြတာအဲ့ဒါကိုသူဥစုခေါ်တာပေါ့ဥစုသူဥစုစာဆိုတာလေလက်ကောဥစုသူဥစုစာအဲ့အဲ့လိုမျိုးတစ်ဖြောင်းလဲကြတာအဲ့ဒီပုဂ္ဂိုလ်ဆိုရင်ဒါသူက right man ဖြစ်သွားပြီပေါ့ good man ကနေ right man ဖြစ်သွားပြီပေါ့နော်ဒါ to begin နေ right man you should practice concentration ဒါတမာတိပိုင်းပေါ့စိတ်ကိုတည်ငြိမ်အောင်လှုပ်တာဒါပေမဲ့အဲ့ဒီတမာတိကလည်းအပြစ်ကင်းသောအာယုံကုံတော်တစ်ခုခုမှာပွားများပြီမဲ့ တင်းရအာယုံယူပေမဲ့ခန္ဓာဘာဖြစ်နေဆိုတာသိချာမသိခန္ဓာမှာဘာဖြစ်နေတယ်ဆိုတာကိုသိချာသိမှသစ္စာလေးပါးကိုသိမှလောကကလွတ်မြောက်မှာလေအဲ့တော့ဘာလို့ရလဲဝိပဿနာအလုပ်နဲ့ထပ်ထင်ရအဲဝိပဿနာအလုပ်ကိုတဆင့်တက်ရတာပေါ့အဲ့တော့တဆင့်တက်သွားတဲ့ခါမှာသူက noble man လို့ခေါ်တယ်ဒါကဘာအတူပြုထားတဲ့ဟာအဲ့တော့ good man right man noble man ပေါ့အဲ့တော့ noble man ဆိုတာ to begin နဲ့ noble man you should practice insight meditation ပေါ့ဒါဘုရားကလည်းမှာဆိုရင်ဟိုပါပေါ့ ဝိပဿနာလို့အထုတ်တယ်ပေါ့အခြားမှာဆိုရင်တော့ယောဂနီးတို့သိပ္ပံနီးတို့ရှိကောင်းရှိမယ်ဒါတွေလည်းတော့ပတ်သက်ဘူးပေါ့နော်အဲအဲ့လိုအဲ့လိုဟာမျိုးအဆင်အဆင်ရှိတယ်ဒါကကဘာနဲ့ဆင်ပြီးတော့ပြောမယ်ဆိုဝိရဘာသာအတွက်နဲ့ကြည့်မယ်လို့ဆိုရင်တော့တတ္တနံဝိသုဒ္ဓိယသောကပတိဒီဝနံတမတိတ်ကမာယနော်ဒုက္ခဒေါမနတဏံအထင်ကမာယညာယတအဓိကမာယနိဗ္ဗာန်တသစ္စကရိယာယယရိယစတ္တရောသတိပဋ္ဌာနာဆိုရှိရမာသတိပဋ္ဌာနာအလုတ်ပေါ့နော်သတိပဋ္ဌာနာအလုတ်တရားထိုင်ခြင်းအလုတ်ဒီတတ္တနံဝိသုဒ္ဓိယ တ္တဝါတွေရဲ့စိတ်ညစ်စိတ်ညစ်စိတ်ရောက်တွေကိုဝိသုဒ္ဓိကစင်ကြယ်သွားလိမ့်မယ်။သောကပတိဒေဝနံဓမ္မဒိက္ခမာယဆိုရင်ချင်းကိုဆိုချင်းပူဆဲခြင်းတွေအားလည်းဓမ္မဒိက္ခမာယချုပ်ခြင်းသွားလိမ့်မယ်။ဒုက္ခဒေါမနတဏအထင်ကမာယကိုယ်ဤစင်ရခြင်းစိတ်စင်ရခြင်းတွေကလည်းအထင်ကမာယချုပ်ခြင်းမယ်လွန်မြောက်သွားမှာပေါ့နော်။ညာယကဒိက္ခမာယအလွန်တရာမြင့်မြတ်တဲ့မဉ္ဇဉ်ဖွဉ္ဉံလည်းပဲအဓိကမာယရရှိလာမယ်။ပြီးတော့နိဗ္ဗာန်နာသတိကရိယာရအလုံးမြင့်မြတ်တဲ့ဒုက္ခခတ်တဲ့ခြုံငင်းရမှာမြတ်နိဗ္ဗာန်ကိုလည်းပဲမျက်မှောက်ပြုနိုင်မယ်ဆိုတော့ ကုံရောရှင်တရားရောနန္ဒရားရောယုံနန္ဒရားလွတ်တဲ့ဟာတွေရောအကုန်ပေါ့နော်နိဗ္ဗာန်ဆိုတာအဲ့ဒါဘာလဲဆိုရင်တတိပဋ္ဌာန်လို့ပဲအဲ့တတိပဋ္ဌာန်လို့ကဘာလဲဆိုတရားထိုင်ရတာနော်ကိုယ်ဖျားဝမတ်တာဟုတ်တယ်နော်ဟိုလူစုဟလာကင်းစိတ်ရဲ့နော်နေရာကိုထွက်ပေါ့နော်တုံညာကာလကတော့ဘာလို့ဘာလို့လဲအဲ့လိုမျိုးထွက်ပြီးတော့တရားထိုင်တဲ့အလို့ပေါ့နော်တရားရှုမှတ်တဲ့အလို့ပေါ့တတိဥစည်းပြီးတော့ဒါကြောင့်တရားထိုင်ခြင်းအလို့ကလောကီဘက်ပဲကြည်ကြည်လောကုတ္တရာပဲကြည်ကြည်အမြဲတမ်းလုံးတဲ့အရာဖြစ်တဲ့အတွက် လှုပ်ချင်လို့လှုပ်တာဒါတဲ့လှုပ်သင့်လို့လှုပ်ရတာလို့ဖြစ်ချင်တယ်လှုပ်လဲလှုပ်ချင်တယ်လှုပ်လဲလှုပ်သင့်တယ်ဆိုရင်နှစ်ခုစလုံးဆိုရင်တော့ပိုကောင်းတော့ဗျာလောကမှာလုပ်ငန်းနှစ်ခုရှိတာပေါ့လှုပ်ချင်တာလဲလှုပ်ရတယ်လှုပ်သင့်တာလဲလှုပ်ရတယ်ဒီနှမျိုးရှိလှုပ်ချင်တာကြီးပဲလှုပ်နေရင်တော့ပန်းနိုင်ပြောက်သွားလိမ့်မယ်ပေါ့ဘောကပန်းနိုင်ပြောက်သွားလိမ့်လုံးတင်တာကြီးပဲလုံးနေပြန်တော့လေလုံးချင်တာမလုံးပဲလုံးတင်တာကြီးပဲလုံးနေရင်လည်းပဲကြာတော့ညင်းငွေသွားတတ်တယ်အဲ့တော့လုံးချင်တာလည်းလုံးလုံးတင်တာလည်းလုံးဒီနေရာမှာတရားထိုင်ခြင်းအလုပ်ကတော့ဟာလား အမှန်တန်လှုပ်တဲ့အလုပ်တစ်ခုဖြစ်တယ်လှုပ်ကျင်တာလဲလှုပ်ဆိုတာလောကီထဲမှာနေတဲ့ခါကျတော့ဟိုဘာပဲဖြစ်ဖြစ်လေလူတော်သူတော်တွေနေတဲ့ခါဘယ်ရောမှပညာသင်ရမယ်ဆိုတော့သင်ရမှာပဲနော်ဘယ်ချိန်မှာစီးပွားရှာရဆိုတော့စီးပွားရှာရမှာပဲပေါ့နော်အဲ့လိုဟာမျိုးရှိကြပေါ့ဒါပေမဲ့တရားထိုင်ခြင်းအလုပ်ကတော့အရွယ်၃ပါးသလုံးမှာနော်ဟိုတစ်ဘက်ကပြောသွားသလိုပဲလှုပ်တဲ့အလုပ်တွေကြီးပဲနော်တတဝါတွေကနော်ဘာကြောင့်လဲဆိုတော့ခုနသတိပဋ္ဌာန်ရဲ့အကျိုးခုနှစ်ပါးမှာလည်းပဲမြတ်စွာဘုရားရှင်အာမခံလာတာဘုရားဟောရင်ဘယ်တော့မှမမှားဘူးပေါ့နော်ဒါကြောင့်တရားထိုင်ခြင်းဒီ လုံးချင်းလုံးသောလုံးလားလုံးသိရဲ့လုံးသောလုံးသောအလွန်လုံးသိသောအလုပ်ပါလို့ဒီလိုပဲကျွန်တော်ဖြည့်ကြမှာဒါဘုဒ္ဓရာကြီးလည်းအများကြီးရလိုက်လို့တမလို့လည်းဒါစင်စင်မို့ရလည်းအများကြီးပြီးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဒါဆရာဖြည့်ကြားတဲ့အဖြေယူနားဆင်ပြီးတော့ဒါ online ပေါ်ကနေပြီးတော့မှဒီဓမ္မအဖြေအမေးဖြေတွေပေါ့နော်မြင်းမြန်သွားတဲ့အကောင့်ပိုင်ရှင်တွေလည်းကျင်းနေလိမ့်မယ်လူယုံကြည်မိပါတယ်ရှင်ဒီစစ်စမအခုလိုမျိုးမင်းကုန်းတွေပေါ့နော်ဒါတေချာလေးဖြည့်ကြားပေးတယ်ဆရာကိုလည်းတမလို့ update channel ကျေးဇူးများတင်ပါတယ်